အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ထည့်ထားတဲ့ပုံမြင်လေးကတော့တစ်ပင်ပေါ်မှာနေကြတဲ့တရွာလုံးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူအန်နာပါရွာမှာရှိတဲ့လူတစုကတော့အာသူပေါ့ကိုလိုက်လံပိုးဆောင်ပေးနေခဲ့ကြတဲ့အချိန်မှာပဲကော်ရှယ်လျာရဲ့ဝိညာဉ်ရောက်ရှိလာခဲ့ပါတယ်သူကလည်းလူအုပ်ကြီးနဲ့အတူတူအနောက်ကနေလိုက်ပါသွားခဲ့တာပေါ့ဟဲ့နင်တို့ကဘယ်ကိုခေါ်သွားနေကြတာလဲ ငါနင်တို့အားလုံးထားပြီးဘယ်ဟိုမှသွားမှာမဟုတ်ဘူးသိရဲ့လားငါဒီရွာနဲ့ဒီရွာမှာနေထိုင်ကြတဲ့လူတွေအားလုံးကိုအယမ်းချစ်တယ်ဒီမှာငါပြောနေရကြလားဘာဖြစ်လို့ငါပြောနေတဲ့စကားတွေကိုနားမထောင်ကြတာလဲဟဲ့ဒီမှာကြည့်ပါအောင်ဟဲ့ငါဒီမှာရှိတယ်ငါ့ကိုကြည့်ဒါပေမဲ့ तू ပြောတဲ့စကားကိုတော့ဘယ်သူမှနားမထောင်ခဲ့ကြပါဘူး तू မကဝိညာဉ်တကောင်ဖြစ်နေခဲ့မဟုတ်လားဒီလိုနဲ့ရွာသူရွာသားတွေအားလုံးကဒီမှာကောမြေကန်နဘေးကိုခေါ်ဆောင်သွားခဲ့ပြီးနောက်မှာတော့နောက်ဆုံးပြီးရှုတကြောခဲ့ကြပါသေးတယ်။ အခုဆိုရင်တော့ကောရှလီယာရဲ့ဝိညာဉ်ကလည်းငိုနေခဲ့ပါတယ်။ဖျားသခင်ကငါခန္ဓာကိုယ်နဲ့ဝိညာဉ်ကိုတခြားစီဖြစ်အောင်ခွဲခြားလိုက်ပြီးဆိုပေမဲ့ငါရဲ့မိသားစုဝင်တွေနဲ့ဒီရွာသူရွာသားတွေနဲ့ငါဘယ်တော့မှမခွဲနိုင်ဘူး။ဒီလိုနဲ့နောက်ထပ်လငယ်နေငယ်ကြာမြင့်သွားခဲ့တဲ့အခါမှာတော့ရွာမှာရာသီဥတုအတော်လေးကိုအေးလာခဲ့ပါတယ်။ရှာဒီဥဒုအခြေအနေကအတော်ဆိုးရွားနေခဲ့ပြီးနှင်းတွေကလည်းကြာနေခဲ့ပါသည်။အဝေးကနေဆိုရင်တော့ရွာကိုမြင်တာမမြင်ရတော့ပါဘူး။ လေဘက်၄ရက်လုံးတိမ်တွေကိုမြင်နေရသလိုမျိုးဖြစ်နေခဲ့ပါရီရာဂျစ်နဲ့မုံတာရောနှစ်ယောက်လုံးကလည်းသူတို့အိမ်ငယ်လေးထဲမှာမီးထောင်နေခဲ့ကြပါရီကဲမုံတာရေငါအပြင်ကိုတစ်ချက်ထွက်ကြည့်လိုက်အောင်မယ်နော်အပြင်မှာနှင်းတွေအရန်ကျနေတယ်ငါတို့တိမ်နဲ့တိမ်ကိုတော့မှသေချာမမြင်ရတော့အောင်ကို ဖြစ်နေပြီလေကလည်းအရန်ကိုတိုက်တယ်ကောင်းတာပေါ့ရှင်ဒါရှင်အတွက်ဘလောက်တောင်မှကောင်းလိုက်တယ်မင်းရလေကွာဒါဘလို့စကားကိုပြောနေရတာလဲရွာသူရွာသားတွေအားလုံးဒုက္ခရောက်နေကြတာ ဒီရွာကငါအတွက်အိမ်တိမ်ထက်အများကြီးပိုတယ်ရွာသူရွာသားတွေအားလုံးကလည်းငါ့မိသားစုဝင်တွေပဲလေမိမိသွားပြီလားအမေကရွာတရွာလုံးကိုသူ့ရဲ့မိသားစုဝင်ဆိုပြီးတော့တတ်မှတ်ထားတာရွာသူရွာသားတွေအားလုံးကလည်းငါ့ရဲ့အမေကိုသူ့ရဲ့အမေလို့တတ်မှတ်ကြတယ်စောင်းရသည်အေးနေတဲ့အချိန်မှာသူတို့အားလုံးဒုက္ခရောက်နေရဲဆိုရင်ငါတို့ဒုက္ခရောက်တာနဲ့အတူတူပဲငါတို့လည်းသူတို့အတွက်ပူပင်တယ်လေစောင်းရသည်ကြောင့်ရွာသူရွာသားတွေအားလုံးဒုက္ခရောက်ပြီးပြမန်းနေကြရင်ကျမလည်းပြမန်းနေစိတ်ပူရပါတယ် ကျမအခုရှင်ရဲ့စီးပွားရေးအကြောင်းပြောနေရတယ်။စောင်းရသည်ဆိုတော့ရှင်ရဲ့လက်ဖက်ရည်ဆိုင်လေးအဆင်ပြေမှာပေါ့။အရင်တုန်းကချက်ပို့ပြီးတော့ရောင်းကောင်းလိုက်မယ်တိလား။စောင်းရသည်အတွင်ကျမတို့ပတ်စံအများကြီးရှာနိုင်သွားလိမ့်မယ်။ကျမတို့ကလေးယူဖို့အတွက်ကိုလည်းအစီအစဉ်ချရအောင်မယ်။အင်ကိုလည်းပြန်ပြန်ဆောက်လို့ရသွားမှာအမေကတော့လေအမေမီလေးရဲ့မျက်နှာကိုအမြဲတမ်းမြင်တွေ့ချင်ခဲ့တာဒါပေမဲ့အမေကခလေးလေးရဲ့မျက်နှာကိုတော့မတွေ့ခဲ့ရဘူးပြောဆိုပြီးနောက်မှာတော့မောင်တော်လေးငိုနေခဲ့ပါတယ် ရာဂျက်ကသူ့ရဲ့မိန်းမကိုပြောဆိုဖြောင်းဖြားပြီးနောက်မှာတော့လဖေးဆိုင်ကိုထွက်လာခဲ့လိုက်ပါတယ်။ရာဂျက်ကတော့သူ့ရဲ့ဆိုင်မှာတရားဥထဲထိုင်နေခဲ့ပါတယ်။အပြင်မှာမှောင်မဲနေတဲ့လူမျိုးကိုဖြစ်နေရပါ။ညုံနေနေအောင်ဆိုင်နေခဲ့တဲ့အတွက်ဘယ်သူတဦးတယောက်ကိုမှသူမတွေ့ရပါဘူး။မမတာပြောတော့ကကြတော့စောင်းရသည်ဆိုရင်တော့ငါ့ရဲ့စီးပွားရေးအခြေအနေအရင်ကကောင်းသွားလိမ့်မယ်တဲ့။လူတွေကလည်းငါ့ရဲ့ဆိုင်မှာလဖေးအများကြီးလာတောက်ကြမှာဆိုပဲဒီမှာတော့ဘယ်သူပုံမှန်လည်းမတွေ့ရဘူး။ဘယ်သူမှလည်းမရှိကြဘူး။ ီလိုနဲ့ရုတ်တရက်ပဲသူဆိုင်ကိုလူတွေရောက်ရှိလာခဲ့ပါတယ်။ရာဂျစ်ကလည်းသူ့ကိုတွေ့ခဲ့ရတဲ့အခါမှာအာအတင်းသွားခဲ့ရပေါ့။ဦးလေးရေမျိုးနှင်းတွေအရန်ကိုကြားနေတဲ့အခါကျတော့ကျွန်တော်ဦးလေးတို့လာတာတွေ့တော့မတွေ့လိုက်ဘူး။ဦးလေးတို့အားလုံးဆိုင်ရှိကိုရောက်လာတော့မှပဲကျွန်တော်တွေ့ရတော့တယ်။ကဲကဲကဲပြောပါအောင်။ဘာလို့ချင်ကြလဲ။လက်ဖေးပဲတောက်ပါလား။ဒီမှာအကျော်ရီလဲကြော်ထားတယ်။အကျော်ပါစားမလား။လက်ဖေးလဲတောက်မယ်။အကျော်လဲစားမယ်။ပါလို့လေဆိုတော့ပြေမောင်ရာဒီဦးတို့အချင်းတွေကအကျော်လေးကိုစိုးရွားနေရလीဒီလောက်အေးနေရဆိုတော့ငါတို့လက်ဖေးတောက်ချင်တယ် မင်းဖြော်တယ်လဖေကတကယ်အရန်ကိုတောက်လို့ကောင်းတယ်တကယ်ကိုမှော့အစွမ်းတွေထည့်ပြီးတော့ဖြော်ထားသလိုပဲမင်းလဖေကိုတောက်ပြီးပြီဆိုတာနဲ့ခနာကိုတခုလုံးနှွေးထွေးသွားတယ်ရာဂျက်ကလည်းအားလုံးအကြောလဖေနဲ့အကြောတွေပြင်ဆင်ပေးခဲ့ပါရီအားလုံးကလည်းလဖေတောက်ပြီးနောက်မှာတော့ယာဒီဘုဒ္ဓအချိန်လေးကိုခန်းစားနေခဲ့ကြတာပေါ့ဒီအချိန်မှာကော်ရှလီယာရဲ့ဝိညာဉ်ရောက်ရှိလာပါတယ်အော် အကိုကြီးရဲ့ဒီတစ်ခေါက်တယောက်တည်းလဖေတောက်နေရဲ့ဟုတ်လား အရင်တုန်းကဆိုလို့ရှိရင်တော့ကျမဆိုင်မှာလဖေးလာတောက်တဲ့အခါတိုင်းကျမကိုလည်းလဖေးဝဲတိုက်သွားနေကြလေဒီနေ့ဘလို့ဖြစ်ကြလဲသူကတော့တယောက်တည်းစကားပြောဆိုနေခဲ့ပေမဲ့သူရဲ့စကားကိုဘယ်သူမှမကြားကြပါဘူးဒီအချိန်မှာကောရှလီယာကလဖေးတောင်းနေတဲ့လူရဲ့လဖေးခွက်ကိုလူယူပြီးတော့မြေပေါ်ကိုပြစ်ချလိုက်ပါတယ်သူလည်းရုတ်တရက်ဆိုတော့အာအာတင်သွားတာပေါ့ဦးလေးကြီးရဲ့ကြီးရတာဦးလေးကြီးကအသက်ရွယ်ကြီးလာလို့နေတူပါတယ်လက်တွေကအရန်ကိုတောင်းရင်နေပါလားလဖေးခွက်ကိုတော့မှလွှတ်ပြစ်လိုက်တယ် မဟုတ်ဘူးတော်လေးရတော့အတော်လေးကိုထူးဆန်းတာပဲနော်။ဘာမှလက်တောင်နေရမဟုတ်ဘူး။တစုံတယောက်ကငါးလက်ကိုကင်ပြီးလဖေးခွက်ကိုဆွဲလုပြီးဖြစ်ချလိုက်တယ်လို့ခန်းစားရတယ်။အားလုံးကလည်းဦးလေးကြီးရဲ့စကားကိုကြားရနေကြီးမောင်းနေခဲ့ကြတာပေါ့။တစ်ဖက်မှာကောရှယ်လီယာရဲ့ဝိညာဉ်ကတော့စိတ်ပြဝမ်းနေနေခဲ့ပါရဲ့။တကယ်မှာတော့သူကလည်းရွာမှာရှိတဲ့တပင်အကြီးကြီးတပင်ပေါ်မှာထိုင်ပြီးဖယားသခင်ကိုတန်းကြာနေခဲ့ပါရဲ့။မဲတော့ကျမကိုစွမ်းအားတွေပေးပါ။ဒါမှကျမရွာသူရွာသားတွေကိုအကူအညီပေးလို့ရမှာ။ ကျွန်မဒီရွာသူရွာသားတွေမရှိဘဲနဲ့မနေနိုင်ဘူး။ဒီအချိန်မှာရုတ်တရက်ပဲဖျားသခင်ရောက်ရှိလာပါတယ်။ခမရတဘောအောင်သူများတွေကိုအကူအညီပေးနေနေပဲဖျားကျော်ကုန်းဆုံးလာခဲ့တယ်။ခမရအခုလိုမျိုးမလုံမကျော်ဖြစ်နေရကိုခမရအနေနဲ့မပူပန်ဘူးလား။ခမရကလွတ်မြောက်ပြီးတော့တခါရင်နတ်ပြည်ကိုတတ်တင်းနေကြပဲလေ။ကျွန်မနတ်ပြည်တွေဘာလို့မလို့ခြင်းမဘူးရှင်။ကျမအတွက်နတ်ပြည်ဆိုတာကျမရဲ့မိသားစုဝင်နဲ့ကျမရဲ့ရွာသူရွာသားတွေပဲကျမရဲ့မိသားစုဝင်တွေနဲ့ကျမရဲ့ရွာသူရွာသားတွေကကျမကိုမရှိတော့ဘူးလို့ထင်မှတ်နေကြတာ ဒီတော့ကျမလည်းဘာဆက်လုပ်ရမလဲကျမနတ်ပြည်ကိုတော့လုံးဝကိုမတက်ချင်ဘူးကောင်းပြီခမရနတ်ပြည်ကိုမတက်ချင်ဘူးဆိုရင်တော့ခမရရဲ့ဝိညာဉ်ကိုဒီတစ်ပင်မှာနေထိုင်ခွင့်ပေးလိုက်မယ်ဒီတစ်ပင်ကနှစ်ထောင်ပေါင်းများစွာကြောင်းလို့လောကကြီးမှာတည်တက်ခိုင်မှာစွာရှိနေလိမ့်မယ်ဒီတစ်ပင်ရှိနေတဲ့ဖြင့်ခမရကိုယ်တိုင်လည်းတစ်ပင်တစ်ပင်အနေနဲ့ဒီမှာနေထိုင်ခွင့်ရှိတယ်လူတွေကခမရကိုထိလို့ရမယ်စကားပြောလို့လည်းရမယ်ဒီလိုပြောဆိုပြီးနောက်မှာတော့ဘုရားသခင်ပြန်သွားခဲ့ပါတယ်သူချောက်ခွာသွားခဲ့တဲ့အခါမှာ ကောရှလီယာရဲ့ဝိညာဉ်ကလည်းတိပင်ထဲဝင်ရောက်သွားပါပြီ။နောက်ထပ်ရက်အနေငယ်ကြာမြင့်သွားခဲ့တဲ့အခါမှာတော့ရွာမှာနှင်းမုံတိုင်းတွေတိုက်ခတ်လာခဲ့ပါတယ်။အခုလိုဖြစ်ဖြစ်ခဲ့တဲ့အခါမှာရွာသူရွာသားတွေရဲ့အိမ်တွေလည်းပျက်စီးဆုံးရှုံးခဲ့ရပါတယ်။လူတွေရဲ့ခိုင်မာစွာတိစောက်ထားတဲ့အိမ်တွေကအချိန်ခဏအတွင်းပျက်စီးသွားခဲ့ပါပြီ။ဦးလေးရဲ့ကျွန်တော်တို့အိမ်တွေကတော့ပျက်စီးသွားခဲ့ပြီးနှင်းမုံတိုင်းကလည်းစတိုက်တိုက်နေတော့ပဲဆိုင်လည်းမရှိတော့ဘူး။အခုဘာကိုဆက်လုပ်ရင်ကောင်းမလဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းနားမလဲတော့ဘူး။ ဦးလေးရေဦးလေးကရွာမှာအသက်အကြီးဆုံးသူတယောက်ဆိုတော့ကျွန်တော်တို့ကိုနီလန်းလေးပါလေးပေးပါအောင်ဗျာတားလေးရေအခုချိန်မှာငါကိုယ်တိုင်လည်းဘာနီလန်းမှမရှာတတ်တော့ဘူးဒါဆိုရင်တော့ငါတို့အရင်ဆုံးဒီကောင်နေပြီးတော့သွားကြမယ်လေငါတို့ရွာမှာရှိတဲ့အကြီးဆုံးတစ်ပင်ကြီးနားမှာပဲသွားပြီးတော့ထိုင်ကြတာပေါ့တစ်ပင်ကအရန်ကြီးတယ်ဆိုတော့နှင်းကြမှာမဟုတ်ဘူးငါတို့အေးအေးစစေးသွားထိုင်တော့မှတခုခုစဉ်းစားလို့ရလိမ့်မယ်ဒီလိုနဲ့ဦးလေးကြီးကလည်းရွာသူရွာသားတွေအားလုံးကိုခေါ်ပြီးတစ်ပင်ရဲ့အောက်မှာသွားထိုင်ခဲ့ပါရီဒီတပင်ကြီးမှာကောရှယ်လီယာရဲ့ဝိညာဉ်တည်ရှိနေခဲ့ရပါ အားလုံးပဲတခုခုခံစားမိကြလားကျမတို့တစ်ပင်ကြီးရဲ့အောက်မှာရှိနေတာမဟုတ်ဘဲနဲ့အိမ်မှာနေထိုင်နေရတယ်လို့မျိုးလူကြီးတို့မှတယောက်ရဲ့အရေးအဝါတောက်အောက်မှာနေထိုင်နေရတယ်လို့မျိုးနှွေးထွေးနေရပဲဒီနေရာမှာအရန်ကိုနှွေးရတော့နည်းနည်းလေးအောင်မအေးဘူးအားလုံးရောဒီလိုခံစားရလားဟုတ်တယ်ချွေးမလေးရနေပြောတာမှန်တယ်ဒီတစ်ပင်ရဲ့အောက်မှာထိုင်လိုက်ရတာနည်းနည်းလေးမှမအေးတော့ဘူးဒီနေရာမှာနှင်းထွေကလည်းတစမ်းမှမကြဘူးနော်အချိန်လေးကအခုအချိန်ထိတည်ငြိမ်သေးတာမဟုတ်ဘူးငါတို့အနေနဲ့တစ်ခုခုစဉ်းစားမှဖြစ်မယ် ဟုတ်တယ်ဦးလေးကြီးရဲ့ကျွန်တော်တို့ရာသီဥတုအချိန်လေးကောင်းလာတဲ့အချိန်ဒီဒီသိမ့်အောင်မနေလို့မရဘူးလေဗျကျွန်တော်တို့ဘယ်မှာအိပ်ပြီးတော့ဘယ်မှာနေထိုင်ကြမလဲရာဂျိရှ်အခုလိုပြောလိုက်တဲ့အချိန်မှာတပင်ကြီးကတဖြည်းဖြည်းကြီးထွားလာခဲ့ပါတယ်ရွာသူရွာသားတွေအကုန်လုံးကလည်းအံ့အားသင့်နေကြပေါ့အလုံးကအနောက်ကိုဆောက်ပြီးကြီးနေခဲ့ကြတဲ့အချိန်တပင်ကြီးကအရန်ကိုကြီးထွားလာပါတယ်နောက်ဆုံးမှာတော့တပင်ကြီးကရွာတစ်ခုစားလောက်ကိုကြီးမှသွားပါပြီတပင်ရဲ့အောက်ခြေမှာရှိတဲ့နေရာတွေကတစ်ခေါင်းပေါက်အကြီးကြီးပဲဖြစ်နေပါတယ် တပင်းရင်အောင်ချင်းမှရှိတဲ့နေရာတွေကအခန်းတစ်ခန်းစားလောက်ကိုကြည့်ပါရီကြည့်ရတာဒီတပင်းပေါ်မှာတရေတွေတဆေတွေနေနေရာများလားမသိဘူးငါတို့များစီရှိမှပဲဒီတပင်းကြီးဒီလောက်တောင်မှကြီးထွားသွားတယ်တပင်းရဲ့အမြက်ကိုလည်းကြည့်ပါအောင်ကွာနေတဲ့အခန်းကြီးတွေလားငါတို့ဒီကနေအများဆုံးသွားကြမယ်ဒီနေရာအရောက်အန်တီရများတယ်ဟုတ်တယ်နော်ဦးလေးကြီးပြောတာမှန်တယ်ကျမတို့ဒီကနေအများဆုံးထွက်ခွာသွားတဲ့လေဒီလိုနဲ့ရွာသူရွာသားတွေကလည်းနေရာကနေချက်ချင်းထွက်ခွာသွားပါရီခဏနေပါအောင်ရွာသူရွာသားတွေ ဒီတောင်ကြားခဲ့ရတဲ့ခါမှာအားလုံးအနောက်ကိုလှည့်ကြည့်ခဲ့ကြပါရဲ့မကြောက်ကြပါနဲ့ငါ့ကိုရှက်လျားပါယောက်ျားရေဒါကအမရအတံမဟုတ်ဘူးလားအေးဟုတ်တယ်ချွေးမလေးရေနင်းမှန်းနေငါကတရွာလုံးကိုရောင်းငိုင်းမိသားစုဝင်တွေကိုရောအရန်ချက်လို့အခုချိန်ထိမကြွတ်သေးတာအဲ့ဒါကြောင့်ငါကဖျားသခင်ကိုတောင်းဆိုပြီးတော့ဒီမှာနေနေတာနှက်ပြီကိုမတော်ချင်လို့လေအရှင်ကိုယ်တိုင်ကငါ့ကိုဒီတစ်ပင်ကိုဆောက်ရှောက်ဖို့အကြွတောင်းဝင်ပေးခဲ့တာဒီတစ်ပင်ရဲ့အောက်ခြေကိုကြည့်စမ်းအခန်းတွေအများကြီးပဲရွာတရွာလုံးအခုဒီတစ်ပင်ကြီးအောင်မနေထိုင်လို့ရတယ် ဲအမကြီးရေခမရတကယ်အတော်လေးသဘောထားကောင်းတာပဲခမရလောက်ဒီကြွားကိုဘယ်သူမှချစ်မှာမဟုတ်ဘူးခမရကွယ်လွန်သွားတဲ့နောက်မှာတော့ကျွန်တော်တို့ကိုအကူအညီပေးနေတော့မယ်ကျွန်မကွယ်လွန်သွားပြီကျွန်မရဲ့ခနာကိုကိုမီးမရှို့ခင်အချိန်တုန်းကကကျွန်မဒီမှာရှိနေတာပါကျွန်မစကားပြောနေအောင်ကိုဘယ်သူမှမကြားခဲ့ရတာလေကျွန်မကိုဘယ်သူမှလည်းမမြင်နိုင်ကြဘူးအရာကြောင်ဖယားကလည်းကျမကိုတနာတော်ရည်ထင်းနေအရာကြောင်ဒီစွမ်းအားတွေကျမကိုပေးလိုက်ကြပါတော့။ဒါလေးရေဒီမှာဆိုင်ဖွင့်လို့ရတယ်ဒီလား။ သားဆိုင်ဖွင့်လိုက်မယ်ဆိုရင်တော့အနီးဝန်းကျင်ကရွာသူရွာသားတွေအားလုံးသားဆိုင်ကိုလာအားပေးကြမှာကားလေးရေအချင်းတွေမတီးမငိမ့်မချင်းဒီနေရာကနေပြီးတော့မသွားကြနဲ့ပြီးတော့ရွာသူရွာသားတွေစီကလည်းပတ်စံမယူနဲ့ဘာတခုမှလိုအပ်ချက်မရှိစေရဘူးငါကတိပေးတယ်အမေမရှိရတဲ့နောက်ရွာမှာအရေးကြီးတဲ့အစိုက်ပိုင်းတစ်ခုပျောက်ဆုံးသွားတယ်လို့ခန်းစားခဲ့ရတယ်အမေပြန်ရောက်လာတာအရန်ကောင်းတယ်အခုဒီနေရာမှာကျွန်တော်တသက်လုံးနေရောမယ်ဒီလိုနဲ့အားလုံးကလည်းတပင်ကြီးမှနေထိုင်ခဲ့ကြပါရဲ့ရာဂျေ့ရှ်ကလည်းသူ့ရဲ့မုန်းဆိုင်လေးကိုပြန်ဖွင့်ခဲ့ပါရဲ့ အနေဝင်းချင်းရွာသူရွာသားတွေအကုန်လုံးကလည်းရာဂျီရှဲဆိုင်ကိုလာပြီးမှုတ်စားခဲ့ကြတာပေါ့ဒီလိုနဲ့ကောရှယ်လီယာရဲ့မြစ်တောင်အောင်မှာရွာသူရွာသားတွေအားလုံးအေဂျင့်ဆော်အနေနဲ့ထိုင်ခဲ့ကြပါသည်နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့တိုင်ကီရဲမှနေထိုင်ကြတဲ့မိသားစုဝင်များဆော်တဲ့ပုံမြင်ပဲဖြစ်ပါတယ်ဒီရွာလေးမှာတော့အရန်ကိုအေးနေခဲ့ပါပြီအရန်ကိုအေးနေခဲ့တဲ့အချိန်မှာရွာသူရွာသားတွေအားလုံးလည်းဒုက္ခရောက်ကြရပါသည် ဒီရွာလေးမှာမိုဟန်ကျုံမိသားစုဝင်တွေကလည်းအိမ်လေးတိတ်မှနေထိုင်နေကြပါရဲ့။မိုဟန်ရဲ့အသက်ကြီးနေတဲ့မိဘတွေသူရဲ့ညီမမိသားစုဝင်တွေနဲ့အတူတူသူရဲ့ကလေးတွေလည်းရှိပါရဲ့။ဒီမှာတော့မုံတော်ကလည်းသူရဲ့မိသားစုဝင်တွေနဲ့အတူတူဖျားချောင်းသွားမယ်ဆိုပြီးပူဇော်နေကြပါရဲ့။အားလုံးပဲဘာလို့နေကြတာရှင်။အမြန်လောက်ကြပါအမြန်ထွက်ကြတော့လေ။ကျမတို့ဖျားချောင်းသွားနေကြတာပါတီပွဲကိုတိုက်ကြမှာမဟုတ်ဘူးသိရဲ့လား။ဒုက္ခပါပဲငါတို့ချွေးမလေးကတော်တော်လေးကိုခေါင်းကြောက်မှလို့နဲ့သူ့ကိုဘလို့လောက်ရမလဲငါလည်းနားမလဲတော့ဘူး ယာရီဥတို့အပြင်မှာဘလောက်ကြောင့်မအေးနေလဲဆိုတော့ကိုသူမသိဘူးလားသူကရှောက်သွားခြင်းနေသေးတယ်။ဖယားတခင်ဒီလိုချွေးမမျိုးဘယ်သူကိုမှမပေးပါစေနဲ့လို့ငါကတော့ဆုတောင်းနေသေးလား။ကဲကဲကဲသွားမယ်သွားမယ်။ငါတို့အခုမသွားဘူးဆိုရင်တော့နင်းရဲ့မိန်းမငါတို့အားလုံးကိုရအောင်လို့ဆွဲထုတ်မဲ့ပုံစံမျိုးမှရှိတယ်။ဟုတ်တယ်နော်ဟုတ်တယ်ဟုတ်တယ်သွားကြမယ်သွားကြမယ်ကျွန်တော်တို့အမြန်ဆုံးဖယားကြောင့်သွားပြီးပြန်လာကြတော့ပေါ့။ဒီလိုနဲ့အားလုံးကလည်းရှိတဲ့အထောက်အကူကိုဆွဲပြီးနောက်မှာတော့အိမ်သေးကနေအပြင်ကိုထွက်လာခဲ့ကြပါပြီ။ အချိန်ခဏအတွင်းမှာသူတို့တွေ့ကြုံခဲ့ရတဲ့အရာကြောင့်သူတို့ရဲ့ဘဝတစ်ခုလုံးပြောင်းလဲသွားခဲ့ပါတယ်။မိုဟန်ကဖခင်ကြောင့်တော်ဖို့အတွက်အိမ်တကားပြေးပြီးတော့ခန့်နေခဲ့တဲ့အချိန်မှာပဲနှင်းမုံတိုင်းတွေတိုက်ခတ်လာခဲ့ပြီးအနီးနားမှာရှိတဲ့တမီးတိုင်းကြီးကသူတို့အိမ်ပေါ်ကိုပြုတ်ကျလာခဲ့ပါတယ်။သူတို့ရဲ့အိမ်လေးကလည်းတစားစီချိုးပဲပြည့်စည်သွားခဲ့ရပါပြီ။ဒီနေ့တော့အချိန်တစားကန်လေးကဘလောက်တောင်တန်ဖို့ရှိလဲအဖို့တောင်လဲဆိုတော့ကိုသဘောပေါက်နားလည်သွားပြီး ကျွန်တော်တို့အိမ်ထဲမှာတစကန်လောက်တာထပ်ပြီးနေလိုက်မယ်ဆိုရင်တော့ဘဝပြက်ပြီ။ဟုတ်တယ်ချွေးမလေးရဲ့တော်သေးရပေါ့။နင်တော့ငါတို့ကိုအမြင်မထွက်လာခိုင်းဘူးဆိုလို့ရှင်တော့ငါတို့ဒီနေ့အဆုံးအတမှာကျင်းသေးတယ်။နင်ငါတို့အိမ်ထဲကနေအမြန်ဆုံးထွက်လာခိုင်းလို့တော့ငါတို့အခုချိန်ထိအသက်ရှင်နေသေးရ။ချွေးမလေးရဲ့ငါ့ကိုခွင့်လပ်ပါငါမှားသွားတယ်။အမေရလည်းကျွန်မကိုဘာမှတားမမနေပါနဲ့တားမနာရပါရခဏထားလိုက်။အခုကျွန်မတို့ဘာဆက်လုပ်မလဲဆိုတော့ကိုယ်လည်းစဉ်းစားပါအောင်ရှင်။ဒီချိန်မှာနောက်ထပ်တစ်ချိန်နှင်းမုံနိုင်တွေတိုက်ခတ်လာပါရဲ့။ နေမုံနိုင်ရဲကြားထဲမှာကလေးတယောက်လုံးလွင်ထွက်သွားခဲ့ပြီးဘယ်နေရာကိုဘလို့ရောက်သွားမှရှာလို့ကိုမတွေ့တော့ပါဘူးဒုက္ခပါပဲအဖေနဲ့မေးကြည့်ပါဦးကလေးတယောက်လုံးဘယ်အောင်လွင်သွားတာလဲကျွန်တော်တို့ကိုလိုက်ရှာကြည့်လိုက်အောင်မနော်အမြန်တော့ပါရှင်ကျမရဲ့ကလေးတွေကိုအမြန်ဆုံးသွားရှာလာခဲ့ပါတို့ဘယ်ကိုရောက်သွားကြတာလဲဒုက္ခပဲအနာစီယာကောင်းတဲ့ငါရဲ့ကလေးတွေစောင်းရသည်အေးနေပါတယ်ဆိုမှဘယ်ကိုလွင်ထွက်သွားကြတာလဲဒီမောင်တိုင်းကလည်းဒီနေ့မှတိုက်ရသလားမိုဟန်ကလည်းအပြေးလွားပဲရွာတရွာလုံးမှာသူရဲ့ကလေးတွေကိုလိုက်ရှာခဲ့ပါသည် ဒါပေမဲ့သူ့အနေနဲ့ခလေးတွေကိုတော့ဘယ်မှမှရှာလို့မတွေ့ခဲ့ပါဘူး။ဒီနောက်မှာတော့သူကကျောက်ထင်မှလည်းသွားရှာခဲ့ပေမဲ့ကျောက်ထင်မှလည်းခလေးတွေကိုရှာလို့မတွေ့ခဲ့ပါဘူး။ပြမန်းစွာနဲ့သူကလည်းအင်ကိုပဲပြန်လာခဲ့လိုက်ပါတော့တယ်။သူအင်ကိုပြန်လာခဲ့တဲ့အခါမှာတော့သူ့ရဲ့မိသားစုဝင်တွေတယောက်ကမှရှာလို့မတွေ့တော့ပါဘူး။ကျောက်ကပဲအားလုံးဘယ်ကိုရှောက်သွားကြတာလဲအဖေအမေငါ့ရဲ့မိန်းမငါ့ရဲ့ညီမလေးအားလုံးဘယ်ကိုရောက်သွားတာလဲ။အခုတော့ကမိုဟန်သူရဲ့ခလေးနှစ်ယောက်ကိုပဲလိုက်ရှာဖွေနေခဲ့ပေမဲ့အခုဆိုရင်တော့သူရဲ့မိသားစုဝင်တစ်ခုလုံးကိုလိုက်ရှာနေခဲ့ရပါတယ်။ ရှာနေရှာနေနဲ့သူလဲရွာပြင်ကိုထွက်လာခဲ့လိုက်ပါပြီ။ဒီအချိန်မှာသူရဲ့မိသားစုတွေအကုန်လုံးကရေတိုင်ကြီးရဲ့အောင်မထိုင်နေနဲ့အရန်ကိုအေးနေခဲ့ကြတာကိုတွေ့လိုက်ရပါတယ်။မိုဟန်ကလည်းအရင်းအကိုအမြန်ပဲချက်ချင်းပြေးသွားလိုက်ပါတယ်။ဘယ်လိုလဲကလေးတွေကိုအရှင်ရှာလို့တွေ့ခဲ့လား။မတွေ့ဘူး။ကလေးတွေဘယ်ကိုရောက်သွားလဲငါလည်းမသိရောဘူး။မုံတိုင်းနဲ့အတူတူသူတို့ဘယ်နေရာအထီးလွင်းထွက်သွားလဲမသိရောပါဘူးကွာ။ငါရီရဲ့အိမ်ကလည်းအခုဆိုင်တော့ပြက်စီးသွားပြီခလေးတွေကိုလည်းဆုံးရှုံးရတော့မှလားမသိဘူးခလေးတွေကလည်းပျောက်နေတယ် တခဏအတွင်းမှာငါတို့ဘလောက်တောင်မှအခြေအနေဆိုးသွားပြီလေကြီးစမ်းမအောင်အရာအားလုံးလက်လွတ်ဆောင်းရှောင်းခဲ့ရပြီဟုတ်ပါတယ်အကိုရဲကျမတို့ကတော့မကောင်းတဲ့အလုပ်လုပ်နေရလည်းမဟုတ်ကောင်းတဲ့အလုပ်ကိုပဲလုပ်နေခဲ့ကြတာပါကျမတို့အေးအေးစစ်စစ်ဖះเจ้าကိုသွားဖို့အတွက်အပြင်ကိုထွက်နေကြတာလေဖះသခင်ကတကယ်ပဲကျမတို့ကိုဘာအတွက်အပြစ်ချံပေးလိုက်တာလဲကျမတို့အခုဘယ်မှာနေကြမလဲဂျာနဲ့မိုဟန်ဒီရတီဥရုအခြေအနေကြီးမှာမင်းရဲ့ရေပိုးတဲ့အလုပ်ကလည်းဘာမှဖြစ်မှာမဟုတ်တော့ဘူးအဲဒါကြောင့်ဒီရေတိုင်ကြီးရဲကရေတွေအကုန်လုံးကိုအမြန်ဆုံးပြစ်လိုက်တော့ ငါတို့မှာနေစရာလည်းမရှိတော့ဘူးဆိုတော့ဒီတိုင်ကြီးကြဲမှာပဲတော့ပြီးတော့နေကြမယ်။ငါတို့နေထိုင်ဖို့အတွက်အဆင်ပြေသွားရင်ကလေးတွေကိုလည်းပြန်လိုက်ရှာရအောင်မယ်လေ။ကလေးတွေဘယ်ကိုရောက်နေပြီလဲမသိဘူး။အခုဆိုရင်တော့တို့ရှိမှနောက်ထပ်ဘာနီလန်မှမရှိတော့ပါဘူး။ဒါကြောင့်မိုဟန်ကလည်းသူ့ရဲ့တိုင်ကြီးမှာရှိတဲ့ရေတွေအကုန်လုံးကိုအပြင်ကိုတောင်းပြလိုက်ပါတော့တယ်။ရေတွေအလုံးကိုတောင်းပြပြီးသွားတဲ့အခါမှာအထက်မှာသေးချာတန်းရှင်းလုပ်ပြီးနေထိုင်ဖို့အတွက်ပြင်ဆင်ကြပါရဲ့။မိသားစုတစ်ခုလုံးကိုတို့ကလည်းရေတိုင်ကြီးထဲမှာနေထိုင်ဖို့အတွက်ခေါ်သွားပါရဲ့။ အထဲကရောက်ရှိသွားခဲ့တဲ့အခါမှာတော့တို့နဲ့နေထိုင်ရအဆင်ပြေသွားပါတယ်။ကျမတို့နေထိုင်ဖို့ဘလို့မစိုးအဆင်ပြေအောင်လို့လုံလိုက်ကြပြီ။ခလေးတွေအဆင်မပြေကြရလားမသိပါဘူး။တို့ဘလို့အချိန်နေဖြစ်နေပြီလဲ။ဒါဆိုရင်တော့မိုဟန်ရဲ့ရှင်ကျမနဲ့အတူတူအများဆုံးလိုက်ခဲ့ကျမခလေးတွေကိုကျမရအောင်လိုက်ရှာမယ်။ညီမလေးရေဒါဆိုရင်တော့အဖေနဲ့အမေကိုနည်းနည်းကြိုးစိုက်ပေးလိုက်အောင်နော်။ငါနဲ့မောင်တော်နှစ်ယောက်လည်းအမြန်ဆုံးသွားပြီးတော့ခလေးတွေကိုသွားရှာခဲ့မယ်ဟုတ်ပြီလားဟုတ်ပါပြီအကိုရဲ့အမြန်ဆုံးရှာခဲ့ကြတော့သူတို့ကလည်းရေတိုင်ကြီးရဲ့တကားကိုဖွင့်လိုက်တဲ့အချိန်မှာပဲ ကလေးတွေကပုံတိုင်းနဲ့အတူတူသူတို့တိုင်ကြီးရဲ့ကိုပြောက်ကြလာခဲ့ကြပါရဲ့။ကလေးတို့ရေအဆင်ပြေကြရဲ့လားဘယ်ကိုရောက်သွားကြတာလဲ။တကယ်ပါပဲကွာမင်းတို့လိုက်ရှာနေရတာအတော်လေးမောနေပြီ။ဟုတ်ပါရဲ့ကလေးတွေရဲ့ဘယ်ကိုသွားလိုက်ကြတာရော။ငါတို့အသက်ရှူရရမတက်ဖြစ်သွားတယ်တိလား။မသိပါဘူးအမေရဲ့မုံတိုင်းနဲ့အတူတူသားတို့လည်းပါသွားတာဘယ်နေရာကိုရောက်သွားမှန်းကိုမသိဘူး။ဒီလိုနဲ့သားတို့လည်းကြောက်တခုတည်းသွားပြီးတော့ပြောက်ကျသွားတာပေါ့ဗျာ။သားတို့လည်းအပြင်ကိုထွက်ဖို့ကြိုးစားပါသေးတယ်။ဒါပေမဲ့နှင်းတွေအရန်ကြနေတာဆိုတော့နှင်းတွေနဲ့ဖုံးသွားတယ်။ ကျွန်တော်တို့လည်းနှင်းတွေကြားထဲကနေရောင်းအပေါ်ကိုထိုးထွက်လာခဲ့တဲ့အချိန်မှာထပ်ပြီးတော့မှုန်တိုင်းတွေကတိုက်နေပြန်တယ်။အဲ့လိုနဲ့မှုန်တိုင်းတွေနဲ့အတူတူပြန်ပြီးတော့လွင့်လာခဲ့တာပဲ။အခုနောက်ဆုံးတော့အဖေတို့အမေတို့ရှိတဲ့တိုင်ကီစီးရဲကိုပြန်လည်ရောက်ရှိလာခဲ့တယ်လေ။ဒါနဲ့အဖေနဲ့အမေဒီတိုင်ကီစီးရဲမှာဘာဝင်လောက်နေကြလဲ။အော်တားလေးရဲ့တည့်ရသားနဲ့အခုနောက်အဖေတို့အိမ်ကနေထွက်လာတဲ့အချိန်မှာပဲလမ်းမိတိုင်ကြီးပြုတ်ကျသွားခဲ့လေအဖေတို့ဒီမှာနေဖို့ကလွယ်လို့ကြာနေဘယ်နေရာမှမနေလို့လည်းမရဘူး ကောင်းရသည်အရန်အေးပြီးတော့အပြင်မှာမှုန်တိုင်းတိုက်နေတာဆိုတော့ဒီနေရာကအဖေတို့အတွက်အလွန်ကြုံဆုံးပဲတဖြည်းဖြည်းနဲ့ညမိုးချုပ်သွားခဲ့ပါတယ်သူတို့အတွက်နေထိုင်ဖို့နေရာတစ်ခုလည်းရရှိသွားပါပြီအခုဆိုရင်စားတောက်ဖို့အတွက်ပတ်စံလည်းမရှိသလိုမျိုးကောင်းရသည်အေးအေးချမ်းကိုကောက်ွယ်ဖို့အတွက်အနှွေးတဲ့ရိဆောင်းတွေလည်းမရှိပါဘူးကံကောင်းတာကသူတို့ကဖခင်အကြောင်းကိုသွားဖို့အတွက်ဆိုပြီးအင်းကြီးတွေကိုအပေါ်ယူဆောင်လာခဲ့တာပဲဖြစ်ပါတယ်ကဲမမတော့ငါတို့အပြင်ကိုထွက်ကြမယ်လားကဲငါမီးမွေပြိမယ်အဲ့ဒီမှာပဲငါတို့ထမဲဟင်းချက်ပြုတ်စားတော့ဖို့အတွက်ပြင်ဆင်ကြရမယ်လေ အနီးနားမှာရှိတဲ့ရေကန်တဲကနေငါငါးလေးပါလေးဖမ်းခဲ့မယ်တိလားငါတို့အသက်ရှင်နေထိုင်ဖို့အတွက်ဆိုရင်တော့တခုမဟုတ်တခုစားတောင်းမှဖြစ်မယ်လေမောဟန်နဲ့တခုဟာသူရဲ့မိသားစုဝင်တွေအကုန်လုံးကလည်းနေထိုင်နေတဲ့တိုင်ကြီးတဲကနေအပြင်ကိုထွက်လာခဲ့ကြပါရီမမသားကလည်းမိမွေပြီးနောက်မှာတော့လက်ဖေးဖြောလိုက်ပါရီဒီအချိန်အတွင်းမှာပဲမောဟန်ကအနီးနားမှာရှိတဲ့ရေကန်တဲကနေငါးရီကိုလည်းဖမ်းလာခဲ့လိုက်ပါရီစားတောက်ပြီးနောက်မှာတော့အားလုံးကလည်းတိုင်ကြီးတဲတဖန်ပြန်လည်ဝင်သွားခဲ့ကြပါရီဒီအချိန်မှာမမသားရဲ့ခွတိဖြစ်တော့ကပြောခဲ့ပါရီ ကျောက်ခါပါပဲငါတို့ဘယ်အချိန်ထိဒီမှာနေထိုင်နေကြရအောင်မလဲဒီအတိုက်ရွယ်ကြီးမှာငါအနေနဲ့ဘယ်မှမအလုပ်တစ်ခုရဖို့လည်းမရှိတော့ဘူးတကယ်လို့အလုပ်လုပ်လို့ရတယ်ဆိုရင်တော့ငါပဲတနည်းအားကိုသွားပြီးအလုပ်လေးပါလေးသွားရှာရတဲ့ငါတို့ဘဝကိုဘယ်လိုနေထိုင်ဖြတ်ကျော်ကြရမလဲငါတို့ဘယ်လိုနေထိုင်ကြရတော့မလဲအဖေရဲ့ကျွန်တော်လည်းဘယ်လိုလုပ်ရမလဲရာသီဥတုတလောက်ကြောင်မှအေးနေတာဆိုတော့ကျွန်တော်ရဲ့အလုပ်ကလည်းအဆင်မပြေဘူးလေဘယ်သူမှကျွန်တော်တို့စီကနေပြီးတော့ရေယူကြမှာလည်းမဟုတ်ဘူးဒီတော့ကျွန်တော်ပတ်စံကိုဘယ်လိုရှာရမလဲဖေအဖေအပြင်ထွက်ပြီးအလုပ်လုပ်ဖို့ဆိုတော့ကပိုးစိုးတယ် ယာဒီဦးတို့ဆိုးရွားနေတဲ့အခါကျတော့ဘယ်သူမှလည်းအဖေကိုအလုပ်ပေးကြမှာမဟုတ်ဘူး။ဒါဆိုရင်တော့အိတ်ကြမယ်အဖေ။နောက်နေ့ကျမှအလုပ်တစ်ခုသွားရှာကြတာပေါ့။ဒီလိုနဲ့အားလုံးကလည်းတိုင်ကြီးထဲမှာပဲဝင်အိတ်ခဲကြပါရည်။နောက်နေ့မနက်မှာတော့မမတအားလုံးအကြမနက်စာပြင်ဆင်ပေးခဲ့ပါရည်။မိုဟန်ကလည်းအလုပ်ရှာဖို့အတွက်နေရာစုံကိုတရက်အလုံးသွားခဲ့ပါရည်။အလုပ်ရှာနေရင်စက်ရုံတရုံအရှိတူရောက်ရှိသွားတာပေါ့။အကောဒီစက်ရုံမှာကျွန်တော်အကျော်အလုပ်တစ်ခုလောက်ရနိုင်လားကျွန်တော်မိသားစုဝင်တွေအခုလမ်းဘေးကိုရောက်နေပြီအဲဒါကြောင့်ကျွန်တော်အခုချိန်မှာဘာအလုပ်ပဲရှာရှာလုပ်ဖို့အတွက်အဆင်ပြေတယ် အလုပ်တစ်ခုခုဖြစ်နိုင်မယ်ဆိုရင်တော့ကျွန်တော်ပေးပါဗျာမင်းရလဲကွာအလုပ်တွေဘာတွေလာကြောင်းနေသေးတယ်ရှားဒီဦးတို့အချင်းတွေဆိုးရွားနေလို့ငါတို့ရောမှအတော်လေးစိတ်ညစ်နေတာကဲတော့တော့တော့အင်ကိုပြန်အားလုံးနဲ့အတူတူနွဲ့နွဲ့ထွေးထွေးနေအလုပ်တွေဘာတွေလဲလာကြောင်းမနေပါနဲ့ငါကိုယ်တိုင်တောင်မှငါ့အလုပ်သမားတွေအကုန်လုံးကိုအလုပ်ကနေထုတ်နေအောင်အခုလိုရသည်ဦးတို့အချင်းတွေမှာငါအလုပ်ကဘယ်ရနေပြီးရောရမှာလဲအော်ဒါလာတော့မှငါကအလုပ်သမားတွေကိုအလုပ်ခိုင်းပြီးရောပတ်စံပေးလို့ရမှာလေဒီလိုနဲ့စောင်းရသည်ကြီးသူဘယ်မှာမှအလုပ်မရခဲ့ပါဘူး နောက်ဆုံးမှာတော့ပင်မစွာနဲ့သူလည်းပြန်လာခင်လာရပါတော့တယ်ဒီအချိန်မှာမောင်မသားပြောလိုက်ပါတယ်တရက်အတွင်းမှာကျမတို့မိသားစုဝင်တွေဘလောက်တောင်မှဆင်းရဲဒုက္ခတွေကိုခံစားခဲ့ရကြလဲနော်ကျမတို့ဖယားသခင်ကိုတော့မမေ့သွားခဲ့ကြတာလားဘာလို့ပြောချင်တာလဲရောင်မရှင်းရှင်းပြောပါငါတို့အားလုံးဖယားကြောင်သွားဖို့အတွက်ဆိုပြီးအိမ်ကထွက်လာခဲ့ကြတာအခုချိန်ထိဖယားကြောင်ကိုမရောက်သေးဘူးအဲ့ဒါကြောင့်ငါတို့အနေနဲ့ဘလို့မဆိုဖယားကြောင်ကိုသွားပြီးဖယားသခင်ရှိကစုတောင်းမှဖြစ်တော့မယ်ငါတို့စီမှာတခြားနည်းလမ်းလည်းမရှိဘူးလေသိရဲ့မလားဟုတ်တယ်ဟုတ်တယ်ချွေးမော်လေးပြောတာမှန်တယ်လို့ငါလည်းထင်တယ် ငါတို့ဖျားသခင်စီကဆုတောင်းရောင်းကားလေလို့အခုဘာမှမတက်နိုင်ကြဘူးလေ။ကောင်းပြီလေဒါဆိုရင်လည်းကျွန်တော်တို့အခုပဲသွားကြမယ်။ဒါဆိုလို့ရှိရင်တော့အလုံးခဏလေးထိုင်နေကြနော်။ကျွန်တော်တို့ဒီတိုင်ကီနဲ့ပဲဖျားကြောင်ရောင်းသွားကြတာပေါ့။ဒီလိုနဲ့မိုဟန်ကလည်းသူ့ရဲ့တိုင်ကီကားကြီးကိုမောင်းပြီးတော့ထွက်ခွာသွားခဲ့ပါရဲ့။သူတို့သွားနေရင်ညဝါလောင်မှာတော့ဖျားကြောင်ကိုရောက်ရှိတော့မှာပါ။သူတို့သွားချင်တဲ့ဖျားကြောင်ကတော့တောင်းအလေမှာရှိနေခဲ့တာပါ။အဲ့ဒီအချိန်မှာတော့ဖျားကြောင်မှလူတို့ကင်းရှင်းနေပါရဲ့။ မိုဟန်ကတကားဖွင့်ပေးလိုက်တဲ့အချိန်မှာမိသားစုဝင်တွေအားလုံးအပြင်ကိုထွက်လာခဲ့ကြပါရယ်။အားလုံးကလည်းဖျားရှိခိုးဆွတောင်းခဲ့ကြပါရယ်။အရှင်ကျမတို့အခြေအနေကိုကြည့်ပါအောင်ရှင်။ကျမတို့ဘလောက်တောင်မှဒုက္ခရောက်နေကြပြီလဲ။ကျမတို့အရှက်စီကိုပဲလာနေခဲ့တဲ့အချိန်မှာဒုက္ခအကြီးကြီးနဲ့ကြုံတွေ့ခဲ့ရတယ်။အရှင်ကိုယ်တိုင်ပဲကျမတို့ကိုလမ်းပြပေးပါအောင်။မုံတောက်ကုလို့ဆွတောင်းနေခဲ့တဲ့အချိန်မှာပဲ तुम ရဲ့ခေါင်းပေါ်ကိုပန်းတပွင့်ပြောက်ကြလာပါရယ်။စင်တူတော်ကအတန်လေးထွက်လာပါရယ်။ဒါကတာမန်ပန်းတပွင့်မဟုတ်ဘူး။ငါရဲ့ကောင်းကြီးပေးမှုတွေပါဝင်နေ။ နှစ်ယောက်ကြာရင်ရေတိုင်ကြီးထဲမှာဒီပန်းဖွင့်ကိုထားလိုက်ပါဒါဆိုရင်တော့ဘာတွေဖြစ်လာမှာလဲရှင်ဒါဆိုရင်တော့တိုင်ကြီးထဲမှာရှိတဲ့ရေကဆောင်းရသည်မှာအမြဲတမ်းနှွေးသွားလိမ့်မယ်နှွေးရသည်မှာဆိုလို့ရှိရင်တော့အေးဆက်နေလိမ့်မယ်မမသားကချက်ချင်းသွားပြီးသူရဲ့မိသားစုဝင်တွေကိုပြောပြလိုက်ပါတယ်အားလုံးကိုအပြင်ကိုထုတ်ပြီးနောက်မှာတော့မမသားကလည်းရေတိုင်ကြီးထဲမှာပန်းဖွင့်လေးကိုထည့်လိုက်ပါတယ်ဒီအချိန်မှာတိုင်ကြီးတစ်ခုလုံးရေနှွေးတွေနဲ့ပြည့်ရှံသွားပါတယ်မိုဟန်ကလည်းအကြံတစ်ခုရသွားတာပေါ့ဒါအရင်အောင်ကောင်းတယ်တကယ်ကိုထိုးစမ်းတဲ့အရာပဲနောက်ဆုံးတော့ဖရဲသခင်ကငါတို့ကိုအကူအညီပေးလိုက်ပြီနော် ကျွန်တော်ကတော့ငါကိုယ်တိုင်စ조사ရမှာပေါ့ငါစီကရေနွေးကိုလူတွေအားလုံးဝယ်ကြလိမ့်မယ်ငါဈေးတသက်တာနဲ့ရေနွေးတွေကိုရှောင်းပေးမယ်ငါတို့ဒီနေရာလေးမှာပဲအိမ်ဆောက်ပြီးရောနေကြမယ်ဒီအနည်းနာမှာရှိတဲ့ရက်ွက်ထဲမှာစိုက်ယုံတွေမှာသွားပြီးတော့ရေနွေးကိုရောင်းမယ်ဖရာသခင်ကတော့ငါရဲ့အလုပ်ကိုကောင်းကြီးပေးတယ်ဆိုရင်တော့အဆင်ပြေသွားမှာပဲမိုဟန်ကလည်းအဲ့ဒီရွာလေးမှာနေထိုင်ခဲ့ပြီးနောက်မှာတော့ရေနွေးလိုက်ရောင်းခဲ့ပါတယ်သူ့လောက်ကပထမနေ့ကစပြီးအဆင်ပြေသွားပါတယ် ဂျာဒီဦးတို့အရာအင်းနေခဲ့တဲ့အချိန်မှာကိုဟောက်ကိုရင်ွေးအိုတဲဆရာမလို့ပဲဇေတာတာတဲ့ရင်ွေးကိုအားလုံးကလည်းဝယ်ယူကြပါရည်မိုဟန်ကရင်ွေးတွေကိုအမြဲတမ်းရောင်းချနေခဲ့ပြီးသူရဲ့ရေတွေကဘယ်တော့မှကုံဆုံမသွားခဲ့ပါဘူးတရမှာတော့သူလည်းပတ်စံဆူဆောင်းလို့ဖြစ်သွားတဲ့အခါမှာကိုပိုင်းအင်းလေးကိုပြန်လဲဆောင်းလုပ်လိုက်ပါရည်အားလုံးလည်းပျော်ရွှင်ချမ်းသာစွာနဲ့နေထိုင်သွားခဲ့ကြနိုင်ပါပြီ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်